လူမှုကွန်ရက်တွင် ပြန့်နှံ့နေသောယန္တနာပူရအင်ဝါမျိုးဟောင်းရှိတရကင်းလီကာနှင့်ယင်းနံတော်တူရှိမှုချင်းနှင့်မန္တလေးတိုင်းဒေသကြီးတရာဦးမြို့နယ်ယန္တနာပူရအင်ဝါမျိုးဟောင်းမြို့ယူ၏အပြင်ဘက်အရှင်မြောက်တောင်တွင် ကုန်းပေါင်းခေဦးရှင်ပြူရှင်မင်းနှင့်စကိုင်းမင်းတို့လက်ထက်တိရှိောက်ခဲ့သည့်ယင်းနံတော်ဆိုသည်မှာလဝဲနွေထားအမတ်၏ ဘရပိုက်ပုံတွင်တွေ့ရှိရပါသည်ဇိုင်းမတန်များတွင်ယဉ်နန်းတော်အကြောင်းကိုဖော်ပြရာ၌ဆင်ကက်လီကအင်တာပေါသောတရကင်းအုပ်လီကကြီးများအဆောင်များကိုကျွန်းတက်ဖြင့်တိဆောက်ခဲ့ကြောင်းဖော်ပြထားပါသည် ထို့တူယဉ်နန်းပူရစတုထားမျိုးသည်နန်းတီတန်လျက်စွန်မြေတွင် ဆောက်လုပ်ခဲ့သည့်ယဉ်နန်းတော်တွင်ဆင်ကက်လီကအင်ပါတရကင်းအုပ်လီကကြီး၅စင်း ပြတ်တဲ့ဇေတုံဆောင်ပါဝင်ဆောင်စုစုပေါင်း78ဆောင်ပါဝင်ဒီကုန်လဲပရပိုက်တစ်ခုတွင်တွေ့ရှိရပါသည်အဆောင်78ဆောင်နဲ့ရေအင်းတော်ပါထက်တွက်ပါကအဆောင်20ရှိသည်ဟုခံမှန်းရပါသည်အဆိုပါဆောင်မျိုးကိုမြမဘိတုကနိပညာတိုင်းမြေဝင်တူကျောရက်တလန်းမြင့်တွင်ဂျန်ကင်းလင်းအပေါ်ပိုင်းတွင် တက်ဆိုင်ရာမင်းကမင်းသားအဆောင်များပါဝင်မည်ဟုယူဆရပါသည်မြမသမိုင်းတွင်ရင်နန်းတော်ဦးသည်အုတ်ထုတ်သူဘင်းမင်းကိုယ်တိုင်ဦးစီး၍ကောင်းစင်မင်္ဂလာပြုခြင်းအတားရည်သပင်ပွဲဆင်နွှဲခြင်းနှင့်ရေခမ်းသပင်ဆင်ရင်ကျင်းပရန်အတွက်ရေးပါသည့်အဆောင်တော်များဖြစ်သည့်ဖြစ်ကြောင်းသိရှိရပါသည်ယခုတွေ့ရှိရသည့်ရင်နန်းတော်ဟုယူဆနေကြသည့် အခြားအုံတွင် တောင်ဘက်ရှိတရကင်းလီကစိုက်ပိုင်းများကို2009ခုနှစ်တွင်ဒေသခံများအုတ်ဖောက်လုပ်ငန်းဆောင်ရွက်ရာမှစတင်တွေ့ရှိခဲ့သဖြင့်ရှေဟောင်းသူတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနကထိန်းသိမ်းထားရှိခဲ့ပြီး28ရက်3လပိုင်း2025ရက်နေ့တွင်လုပ်ခဲ့သောပြင်းထန်ကြီးမားသည့်ငလျင်ကြီးကြောင့်ရခင်တွေ့ရှိထားသည့်ဒေသကုန်နှင့် ဆက်ဆက်လျက်ရှိသောယဉ်ကျေးမှုအမွေအနှစ်များကို အကွဲကြောင်းများကြားမှထပ်မံတွေ့ရှိလာရခြင်းဖြစ်ပါသည်။ထို့ကြောင့်6ရက်4လ2025ရက်နေ့မှစတင်ပြီးရှေဟောင်းသူတေသနနှင့်မြို့သားပြတိုင်းဦးစီးဌာနမန္တလေးဌာနကဲဂွဲတွင်စံတက်သူဖော်ခဲ့ရာတွင် အရှိဘဲတရကင်းလေကားနှင့်တရကင်းပုံမြောက်ဘက်လက်တံနှင့်ဆင်ကအုတ်ခုံတို့ကို တွေးတူးဖော်တွေ့ရှိခဲ့ပြီး ဘနဲ့အုတ်ခုံအလျားဆဲပြီး6လက်မအနက်3ပေ6လက်မအုတ်ခံတောင်းကျူး2ပေ6လက်မအုတ်ခုံမလီကားထွက်ခုံနှန်းကျူး7လက်မလက်ယုံတောင်းကျူး7လက်မခုံနှန်းကျူးမတရကင်းအဆုံး7ပေ6လက်မတို့ကို2ဖို့တွေ့ရှိထားပြီးဆက်လက်2ဖို့သူတေသနာပြုလုပ်ရရှိပါသည် လက်လောစံတတူဖို့တူရှိကြရပရပိုက်ပုံစံများတွင်တွေ့ရှိရသည့်အင်းနံတော်ကဲ့သို့အဆောက်အုံများပါဝင်သည့်ကြီးမားသောအဆောက်အုံမျိုးမဟုတ်နိုင်ကြနှင့်အလျားပေနေရာမှ150ပေနှင့်အနံပေနေရာကတက်သားတိုင်းများဖြင့်တရကင်းလေကားကုန်ကိုတွဲဆက်တည်ဆောက်ထားသောအဆောက်အုံမျိုးဖြစ်နိုင်ကြောင်းအနည်းဆက်ဆုံးနိုင်ရှင်ရတွင်အင်းဝါဘာခေယတက်သားကြောင်းမန္တလေးမြို့ရှိရှင်နန်းတော်ကျောင်းများကဲ့သို့ တရကင်းလေကားရှိခုမှဆယ်ခုအထက်ပါရှိနိုင်ကြောင်းအဆောက်အုံမျိုးဖြစ်နိုင်ကြောင်းရှေးမြမမြမအသုံးပြုခဲ့သည့်ရင်းနှင့်သက်ဆိုင်သောပွဲလန်းသဖြင့်ခန်းနှများကျင်းပသည်ကိုကြည့်ရှုရတွင်အသုံးပြုသည့်အဆောက်အုံမျိုးပို၍ဖြစ်နိုင်ကြောင်းရင်းနှံတော်ထက်ရင်းနှံဆောင်မှုသာတုံးတုံးတင်ပါကြောင်းအချုပ်အားဖြင့်ပရပိုက်တွင်ပါရှိသည့်ရင်းနှံတော်ကဲ့သို့ကြီးကျယ်သည့်အဆောက်များပါဝင်သည့်အဆောက်အုံမဖြစ်နိုင်ကြောင်းကို ကနေဦးလစ်လာတွေ့ရှိသုံးသပ်ရပါသည်ထို့ဖြစ်၍သာသနာ့ရင်ကျင်းမှုဝန်ကြီးဌာနရှေဟောင်းသူတေသနနှင့်အမျိုးသားပြတဲ့ဦးစီးဌာနအနေဖြင့်မြမရှေဟောင်းရင်ကျင်းမှုအမှုတွေနဲ့များအားစင်ဆိုင်တူဖို့ထိမ့်သိမ်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာယခုငလျင်ကြီးကြောင့်ပေါ်ထွက်လာတဲ့အင်ဝါခေမြင်းမိုးဆောင်းအုံမွေနှစ်ကိုစနေကြပေါ်ထုတ်ထိမ့်သိမ်းသွားပြီး အများပြည်သူ လေ့လာနိုင်ရန်အတွက်စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်